ားလုံးမင်္ဂလာပါဗုဒ္ဓဘာသာလူငယ်များအတွက်ဗုဒ္ဓဘာသာအခြေခံသီးမှတ်ဆရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာတရားအနေနဲ့အခြေခံဖယားရှိခိုးကိုမလွဲမသွေရရမည်ဖြစ်ပါတယ်ဒီတော့ဖယားရှိခိုးကို အရင်ကြက်မှတ်ကြအောင်ဆိုရတနာသုံးပါဖယားရှိခိုးဗုဒ္ဓံပူဇေမိဗုဒ္ဓံမြတ်စွာဘုရားကို ပူဇေမိပူဇော်ပါ၏အရှင်ဖေယဓမ္မံပူဇေမိဓမ္မံတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏အရှင်ဖေယတန်ခံပူဇေမိတန်ခံတန်ဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏အရှင်ဖေယဩဃာတဖရာရှိခိုးဩဃာတဩဃာတဩဃာတ ကာယကံဝစီကံမနောကံတဗ္ဗဒေါသခတ်သိမ့်သောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဖရယရဏတရားယရဏတံဃာယရဏယရဏမြတ်သုံးပါးတို့ကို အယောအသည်အလေးအမြတ်လက်အုပ်မိုး၍ ရှေခိုဘူးသောဖူးမြော်မန်လျှော့ကရောပါရရှင်ဖရာကရောရသောအကျိုးအားကြောင့်အပေလေးပါကသုံးပါရပြေရှိပါရန်သူမျိုး၅ပါဝိပတိတရား၄ပါပြတနာတရား၅ပါတို့မှ အခါခါတွင်ကင်းလို့ငြိမ်းတည်ဖြစ်၍မတရားဖိုးတရားနိဗ္ဗာန်တရားတော်မြတ်ကို ရပါလို့ရှင်ဖရာအထက်ပါဖရာရှိခိုးကိုအရာကြက်ပြီးပြီးရပြီဆိုရင် နေစဉ်နေတိုင်းညစဉ်ညာတိုင်းအမြဲတမ်းဖရာရှိခိုးကြဖို့တိုက်တွန်းကြရစေအားလုံးလူလိမ္မာပညာရှိကြီးများပညာတတ်ကြီးများဖြစ်ကြပါစေ။